second bike တရားအရန်မိုက်ပါတယ်တကားလုံးသူတယောက်ထိုင်နေပဲဆွဲသွားတာပေါ့နော်အဲ့တော့လုံးဝမထင်တဲ့ပုံစံမျိုးပေါ့နော်အဓိကတော့ဒီ director လည်းအရင်မိုက်တယ်ရိုက်ချက်တွေကလည်းအရင်ကောင်းတော့ကိုထွန်းထွန်းရဲ့ comeback တွေကတော်တော်ကိုပြည့်ပြည့်စုံသွားတယ်လို့ပြောရမှာပေါ့နော်ဟုတ်တဲ့ intro ကိုကြိုက်တယ် intro ဝင်လာတဲ့ဟာလေးက science ထုတ်တာက eight science ထုတ်ရဲ့ intro လေးကိုအရင်ကြိုက်တာသူ drone နဲ့ရိုက်ထားတာပေါ့နော်ရိုက်ချက်ကြီးကလုံးဝအရင်မိုက်တယ် color ရောအရင်မိုက်တယ်ဆိုအဲ့ intro ကိုတော့တော်တော်ကြိုက်တယ်ဟုတ်ကျွန်တော်တို့တကားလုံးကြိုက်ပါတယ် အာသူ့ရဲ့ဒီပေါ့နော်သူ့ရဲ့ဒီအိတ်လက်ကင်အိတ်ထဲကဟာဘာလဲဆိုတော့ဒီကားပြီးခါနေလောက်မှတိရတယ်ပေါ့နော်အဲ့လိုမျိုးဖွက်ထားတာရောဟိုအဲ့ထဲမှာလုပ်တယ်သူလုပ်တဲ့အိုက်ကိုထွထွိုက် item တချို့ဆိုလို့ရှိရင်မြန်မာကားထဲမှာတွေ့ရတဲ့ item တွေမဟုတ်နေဘူးပေါ့နော်ပေးထားတဲ့ character လည်းအဲ့လိုပဲပေါ့နော်ဒါ band ဆိုလဲ band အလျောက်ဒါပေမဲ့သူသူ့ရဲ့ပုံမှန်ဒီပုံမှန်ဆိုလို့ရှိရင်အဲ့ band ဒီအဲ ကြောက်ကြောက်မိမောင်နဲ့အဲ့လိုမျိုးလုံးနေမယ်လို့ဘယ်သူမှထင်မှာမဟုတ်ပေါ့နော်။ဒါလိုမျိုးထားရဆိုကောင်မလေးငငယ်စတော်လေးထားမယ်ဒီလောက်ပဲပေါ့နော်။အဲ့ကားထဲမှာအဲ့လိုကိုတွန်းတွန်းလှလိုက်တဲ့တချို့ရာလေးဆိုအရင် surprise ဖြစ်ပြီးရောပေါ့နော်။အဲ့လိုမျိုးဖြစ်သွားရလေးဆိုပေးထားတဲ့ character idea လေးနေရတယ်အရင်မိုက်တယ်တော်တော်ကိုတမှုစူးစားပြီးတော့ကွဲထွက်နေတဲ့ကားလေးမြင်ပါတယ်ဟုတ်။ကျွန်တော်လည်းအဲ့လိုပါညီမလေးပြောသလိုပါပဲ။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။ဖုန်းနဲ့အကောင့်ဆုံး shopping မှာ Mercury, your shopping partner. ကဲကျွန်တော်နာမည်ကတော့စောဝနာကျော်သွားပါ။ဟုတ်တယ်ကစတာနဲ့ထိုက်ပါ။ကျွန်တော်ရွှေချိုတွဲလေးပေါ့နော်။ကျွန်တော်တို့ကဒီနှစ်2024ရဲ့ရွှေချိုပေါ့နော်။အာအခုလက်ရှိမှာတော့ညီမလေးကဟိုအဆိုတော်ပေါ့။ဆိုတော့နေဒီတေးဆောင်လိုင်းကိုစက်ကူးတယ်ပေါ့။အဲကျွန်တော်ကတော့ အဲတရုတ်အဲ့ဒီကနေပြီးတော့ဒီရွှေကျိုးရွှေကျိုးကနေပြီးတော့မှအမှုပညာလုပ်လေးတွေဆက်လုပ်တယ်ဒီပွဲမှာဆိုလို့ရှိရင်အဲကျွန်တော်စကားဝိုင်းမှာစင်မင်းမပေါ်မှာတော့ထပ်ပြောခင်းပြီးပါတယ်ပြီးရင်ဒီပွဲလေးတက်ရောက်တယ်ပေါ့ပြီးရင်ဂိမ်းလေးတွေဆော့ကြမယ်ဒါလေးပေါ့ဟုတ်အဲတဲ့တော့ခုဒီမနက်ကဒီ mission ဇီယုံနှစ်ပတ်လည်ပြည်ခန္ဓာဖွံ့ဖွဲ့တွေမှာတော့ခေတ္တခံရေးပေါ့လေအခုတော့အရင်ကြိုက်နေရတော့ဟိုနေ့ကမှကြည်ထားတဲ့သွေးမြစ်ပေါ့နော်သွေးမြစ်ကကျတော့ဒီမြန်မာနိုင်ငံမှာကြည်နေကြရွှေရှင်ကနေလုံးဝမတူ နိုင်ငံသားကကားတကောင်နောက်တိုင်းကရိုက်ထားသူလိုလိုလိုမျိုးပုံစံဖြစ်နေတာဆထွက်လာရဲဆိုတော့ပြီးတော့သူ့ရဲ့ဇလန်ဆက်အိမ်ကလည်းဒီပုံမှန်သမယိုကျဇလန်ဆက်အိမ်မဟုတ်တော့အရန်ကြီးလိုကောင်းပြီးအရန်ကြိုက်နေပါအဲ့ကလေးကဟုတ်ကျွန်တော်တော့ဒီသွေးမြစ်ကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့လို့ထင်ထင်ထားတဲ့အတိုင်းကိုဘယ်လိုခေါ်မလဲအကောင်းဆုံးမြင်ရတယ်ပေါ့နော်ဒါပေမဲ့မထင်ထားဘဲနဲ့ကိုအကောင်းဆုံးမြင်လိုက်ရတဲ့ကားလေးကစပရိုက်ဖြစ်သွားတာမာယာရထားမိမမာယာရထားမောင်းနေမိမအဲ့ကားဆိုလို့ရှိရင်ကျွန်တော်ဟိုကြည့်နေကြည့်နေနဲ့အစာပိုင်းကတော့ဩပုံမှန်ကားတကားပေါ့နော် တို့မှကြည်နေမှာလုံးဝကိုနေမျောသွားပြီးတော့လုံးဝ surprise ဖြစ်သွားရယ်ပေါ့အဲ့ဒါလေးကတော့အမှတ်တရမြတ်ကိုတို့တို့ရဲ့ comeback တွေကတော့အရင်မိုက်ပါတယ်တကားလုံးသူတယောက်ထိုင်နေပဲဆွဲသွားတာပေါ့နော်အဲဆိုတော့လုံးဝမထင်တာတဲ့ပုံစံမျိုးပေါ့နော်အဓိကတော့ဒီ director လည်းအရင်မိုက်တယ်ရိုက်ချက်တွေကလည်းအရင်ကောင်းတော့ကိုတို့တို့ရဲ့ comeback တွေကတော်တော်ကိုပြည့်ပြည့်စုံသွားတယ်လို့ပြောရမှာပေါ့နော်ဟုတ်တယ်အဲ intro ကိုကြိုက်တယ် intro ဝင်လာတဲ့ဟာလေးကစာရင်းထိုးတာက ိဆိုင်တူရဲ့ intro လေးကိုအရင်ကြိုက်တာသူ drone နဲ့ရိုက်ထားတာပေါ့နော်ရိုက်ချက်ကြီးကလုံးဝအရင်မိုက်တယ် color ရောအရင်မိုက်တယ်လို့အဲ့ intro တော့တော်တော်ကြိုက်တယ်နော်ကျွန်တော်တကားလုံးကြိုက်ပါအာသူ့ရဲ့ဒီပေါ့နော်သူ့ရဲ့ဒီ8လက်ကင်8แท้ရဟာဘာလဲဆိုတော့ဒီကားပြီးခါနေလောက်မှတည်ရတယ်ပေါ့နော်အဲ့လိုမျိုးဖွက်ထားတာရောဟို ိတ်ထဲမှာလုပ်တယ်သူလုပ်တဲ့အဲ့ကိုထိုးထိုးအိုင်တင်တချို့ဆိုလို့ရှိရင်မြန်မာကားထဲမှာတွေ့ရတဲ့အိုင်တင်တွေမဟုတ်နေဘူးပေါ့နော်ပေးထားတဲ့ character တွေလည်းအဲ့လိုပဲပေါ့နော်ဒါ van ဆိုလဲ van အလျောက်ဒါပေမဲ့ तू သူ့ရဲ့ပုံမှန်ဒီပုံမှန်ဆိုလို့ရှိရင်အဲ့ van ဒီအကျောင်းသားဟောမိမောင်းနဲ့အဲ့လိုမျိုးလုံးနေမယ်လို့ဘူးမထင်ပါမဟုတ်ပေါ့နော်ဒါလိုမျိုးထားရဆိုကောင်မလေးငငယ်စတော်လေးထားမယ်ဒီလောက်ပဲပေါ့နော်အဲ့ကားထဲမှာအဲ့လိုကိုထွန်းထွန်းလှုပ်လိုက်တဲ့တချို့အရာလေးဆိုအဲ့ရ surprise ဖြစ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာလေးဆိုပေးထားတဲ့ character idea လေးနေရတယ်အရန်မိုက်တယ်တော်တော်ကိုတမှုစကြပြီးတော့ကွဲထွက်နေတဲ့ကားလေးမြင်ပါတယ်ဟုတ် ကျွန်တော်လည်းအဲ့လိုပါညီမလေးပြောသလိုပါပဲအဲအဲ့အဲ့ကားလေးကတေယုဆောင်လေးကောင်းတဲ့ကေကောင်းတဲ့အဲ့ရတေယုဆောင်နိုင်အမဆိုလို့ရှင်လေသူ့ရဲ့ character နဲ့သူ့ရဲ့တတော်ကိုမိုက်တယ်ပေါ့နော်အဲ့လို character တွေကိုဝင်သွားပြီးတော့ဘယ်လိုပြောရမလဲအဲ့မင်းကဂေးလာလို့မင်းရဲ့ဟာဆို သူပြောလိုက်တဲ့ flow ဟာစာတော်တော်လေးကိုမိုက်တယ်အဲ့ဟာကြည့်ရအဲ့ sense ကိုတကယ်လည်းယုံမှကြည့်လိုက်အောင်အရင် at all တယ်ပေါ့နော်အရင် at all ပါတယ်နေ့ကဆုံးရတိူးဆောင်တာတွေကကိုတို့တော့လည်း gay ဘယ်လိုပုံစံမျိုးဖြစ်သွားရလဲဆိုတော့အဲ့နားလေးမှာတော်တော်လေးသဘောကျတယ်ပေါ့နော်အော်ဟောပေါ့နော်ကျွန်တော်ကတော့လုံးဝအစိမ့်သက်သက်ပေါ့နော်တချင်းနဲ့ပတ်သက်ရအစိမ့်သက်သက်ညီမလေးကတော့ဂီတာငငယ်လေးတွေကလုံးဝပညာရှင်အဆင့်ပေါ့အဲ့လိုလေးဆိုတော့အဲမသိတာလေးတွေမေးဖြစ်ပါတယ်လုံးဝဟို ဘယ်လိုခေါ်မလဲနိုင်ငံတလုံးမှမသိတဲ့ပုံစံမျိုးဗျာကျွန်တော်ကြတော့သိရမလားအစအနေစပြီးတော့ဒါဘယ်လိုမျိုးလဲဗာလဲအဲ့လိုမျိုးလေးဒါဆက်ပြီးတော့လည်းမေးသွားဖို့လည်းရှိပါတယ်ရှိတယ်ရှိတယ်ဗောနော်ရှိတယ်ဆိုတာအခုမှအဲ့လိုစပြီးတော့လုံးဝလေတချင်းနဲ့ပတ်သက်လို့အမှန်တမ်းပြောရင်ဗျာကျွန်တော်အဲ့လိုကြိုက်ခဲ့တာပဲရှိတာတကယ်ဟိုအဆိုတော်တယောက်အနေနဲ့အဲ့လိုမျိုးမရှိခဲ့ဘူးဆိုတော့လေအဲဘလို့ကျွန်တော်အတန်ဘလို့နေသားရှိလဲဗာညာပြီးအဲ့လို training တွေပါဝင်ပြီးတော့ဗောနော်ပြီးညီမလေးနဲ့အဲ့လိုတရားစကားလေးပြောဖို့ရှိပါတယ်ဟုတ် တင်မိလာရေလို့တော့မရှိသေးပါဘူးဒီလိုပဲဟိုမိရလေးရှင်ပြောပြရအဲ့လောက်ပါပဲဟိုလိုကိုရန်ကလည်းအရင်ပညာရှင်ကြီးတော့လည်းမဟုတ်သေးပါဘူးဒါဝါသနာရှင်ဆက်တော့ပဲရှိသေးရဆိုတော့တက်ွယ်လည်းအများကြီးကြိုးစားရအောင်မေးဆိုတော့ဒီစစ်စွဲဘက်ကတော့ကိုကဘာပြောမလဲကိုရင်နဲ့လှုပ်လာခဲ့ရဆိုတော့တကယ်လို့ကိုကအဲ့လိုမျိုးဒီဘက်ဝါသနာပိုင်းလှုပ်ရှင်နေဆိုရင်ပြပြပြသွားမှာပါဟုတ်ဆက်ပြီးတော့အနုပညာလုပ်လေးတွေဆက်လုပ်သွားဖို့ရှိပါတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်ဟောပါတော့တချင်းကိုဝါသနာပါတယ်ဆက်ပြီးတော့စိတ်ဝင်စားတယ်လေ့လာနေရပါတော့ မြန်မာလေးကလည်းပြောပြပါတယ်သင်ပြပေးပါတယ်ဆိုတော့ဘာပဲအမှုပညာအလုပ်ဘာနဲ့ပဲဆက်ပြီးတော့လောက်သွားလောက်သွားဆက်ပြီးအားပေးကြပါလို့ပြောချင်ပါတယ်အာတဲ့ကိုချစ်ပြီးတော့အားပေးပေးကြပေးတဲ့တယောက်တူကြီးစီအောင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဆက်လုပ်မယ့်အမှုပညာလှူရှာမှုလေးကိုလည်းဆက်ပြီးတော့ချစ်တဲ့မျက်စိလေးနဲ့ကြည့်အားပေးကြပါလို့ပြောချင်ပါတယ်ရှင့်ကျေးဇူးပါ